မော်လမြိုင်မြို့မှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကဒုတိယဗိုလ်မှူးကြီးအစင်းရှိသူနေထိုင်ရာနေအိမ်အတွင်းကနေမူရင်းစေဝါထုတ်လုပ်တဲ့ပြည်စည်းတွေဖမ်းဆီးရမိခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နေဆက်သူတွေထံကသိရပါဗျ။မေ28ရက်မနက်7:00နာရီခန့်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူရင့်ဇေဝသတင်းအရမော်လမြိုင်မြို့ဇေကျုံရက်ကွက်တောင်ဝိုင်းရံတမာရီလမ်းသွယ်မှာနေထိုင်တဲ့ TKBA ကလိုထူပေါ်စစ်ဌာနချုပ်အမှတ်2စစ်ကုတ်ကဲရေးကုံသွေးရေးတပ်ဖွဲ့ကဒုတိယဗိုလ်မှူးကြီးအစင်ရှိတဲ့အသက်55နှစ်အရွယ်စောသိန်းနိုင်ခေါ်သိန်းနိုင်ခေါ်အရာရဲ့နေအတွင်းကိုဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒီလိုရှာဖွေရာစိတ်ကြွဆေးပြထုတ်လုပ်ရမှာအသုံးပြုတဲ့ R တစိမ့်ပါမိုးပုံစံကွက်အစုံ30 WY တစိမ့်ပါမိုးပုံစံကွက်အစုံ40စိတ်ကြွစင်ပြထုတ်ပိုးတဲ့အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်ငယ်တွေနဲ့ထည့်ထားတဲ့တိတ်ကို25ကီလိုပါစာလအိတ်အလုံး20တို့ကိုရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါရယ်လောလောဆယ်မှာမူရစ်စေဝါထုတ်လုပ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့စောသိန်းနိုင်ခေါ်သိန်းနိုင်ခေါ်အရာကိုစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်လို့အစိုးရဒေသခံကဆက်လက်ပြောပါရယ် TKB ဟာ1994ခုနှစ်အတွင်းကကင်းရမျိုးသားအစည်းအရုံး KNU ကနေခွဲထွက်ပြီးဗုဒ္ဓဘာသာကင်းရမျိုးသားအစည်းအရုံးတက်မဟာငါအဖြစ်တည်ထောင်ထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA အဖြစ်အမည်ပြောင်းလဲခဲ့ပါတယ်။ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ဟာ2015ခုနှစ်အောက်တိုဘာ15ရက်မှာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစိုင်းရေးစာချုပ် NCA မှာလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။